င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ10ရက်ဒီကနေ့နံနက်9:00နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွက်ချက်များအရဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းနဲ့၎င်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်တာမိုင်တို့တွင်ဖြစ်ပေါ်နေတဲ့အာကောင်းသော လေပြင်းအားနဲ့ရပ်ဝန်းဝဲမတ် low pressure area ဟာဘင်္ဂလားပင်လယ်အော်အနောက်အလေပိုင်းသို့ရောက်ရှိခဲ့ပြီးလေပြင်းအားနဲ့ရပ်ဝန်း low pressure area အဖြစ်သို့အာရောက်သွားခဲ့ပါသည် အဆိုပါလီပီအားနှင့်ရှက်ဝန်ဟာမြောက်အရှိမြောက်ဖက်သူရေရှားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အလဲပိုင်းတွင်တဖြည်းဖြည်းအာရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်တင့်တဲမှတိမ်ထူရနေပါမယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာစစ်စစ်ရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ ိုးတိမ်ထောင်ဖြစ်ပေါ်မှုအခြေအနေအရတနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်ထောင်များဖြစ်ထွန်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်ထောင်များရွေရှားရနေရတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျူးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။မြမပင်လေပြင်းတွင်လှိုင်းတင့်တင့်ရှိပါမည်။ လိုင်းမြစ်မှာမြမကန်ယူရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ငါးပေမှရှစ်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကျကျမူတည်ချုံရွာနိုင်ပါသည်။ နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့တိမ်ထင်ထင်ဖြစ်ထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ရွာရံလုံး60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့တိမ်ထင်ထင်ဖြစ်ထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်ရှင်။